ီမီကတော့ဖြိုးကနေလေခင်မိုးအေးလေးနဲ့ပမုတ်ကျုပ်ကျော်လေးကြော်ပြီးတော့စားပြမလို့ပါဖြိုးရဘလို့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်အလုံးမင်းမင်းပါပါရှင်ဖြိုးရဲပေးချံနေပြန်လဲကျူလိုက်ပါရယ်ပါမုတ်ကျုပ်ကျော်လို့ဖို့အတွက်ပါမုတ်ချက်ဦးတကြားနဲ့နှုတ်စီပဲလို့ပါတယ်အရင်ဆုံးကျုပ်နှလုံးကိုထောက်ထည့်လိုက်ပါမယ် ပြီးရင်တကြားလေးထည့်မယ်။နှိုးစီလေးပါထည့်ပေးပါမယ်။နှိုးစီနေရာမှာနှိုးစိန်ထည့်ခြင်းနဲ့ထည့်လို့ရတယ်နော်။ပြီးရင်တော့သူတို့ကို cloud ပေးလိုက်ပါမယ်။ချို့ကတကြားလေးတွေအရေပြောင်လို့ရေလေးပါနည်းနည်းထည့်လိုက်ပါရစေ။ကဲပြီးရင်နှံ့အောင်လို့မှွေပေးပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ကြောက်ဥလေးလေးရပြီဆိုတော့ပေါမောကြောက်ဥကြော်ဆက်လုပ်လို့ရပြီပေါ့နော်။ပေါမောဖြူလေးတွေကိုကြောက်ဥအနှစ်နဲ့ကတ်ပေးပါမယ်။ သူကကြတော့အနှစ်နဲ့ကပ်ပြီးနေတန်းပြီးတော့မကြော်ဘူးပေါ့နော်။ပါမိုးရဲ့အတွင်းထားတဲ့ကြီးအရသာလေးဝင်အောင်လို့ခဏစိန်ပြီးတော့ထားလာပေးပါတယ်။အခုဖြိုးလို့သူတို့လှုပ်တဲ့ပုံစံလေးကကြတော့ပါမိုးရဲ့အတွင်းထားတဲ့ကြီးကိုဒါအရသာလေးဝင်တာပေါ့နော်။ကဲပါမိုး၆ချက်လုံးကိုဖြိုးကဒါကြက်အုပ်အနှစ်လေးနဲ့ကပ်ပေးလိုက်ပါတယ်။ကဲကပ်ပြီးသွားပြီဆိုရင်ဖိုးကိုခဏလေးထားလိုက်တာပေါ့နော်ထားပြီးရင်တော့အစကြော်လို့ရပါပြီ အရင်ဆုံးနှစ်ခုကပြောတာထောပတ်လေးနဲ့ပဲမိကင်လိုလေးစားကြင်လိုလေးထောပတ်လေးထည့်ပြီးတော့အခုလိုပဲกินစားလိုက်ပါတယ်။ကဲနောက်ခုတွေကြတော့တို့စီလေးနဲ့ကြော်စားမှမလို့စီလေးနဲ့နဲ့ထည့်လိုက်တယ်။ပမောင်ကျအုပ်ကျော်ကြော်တဲ့အခါတတိထားမှာလေးမိအေးလေးနဲ့ကြော်ပြရမယ်နော်။မိအခုချိန်ညှင်းသွားလို့ရှိရင်လေချက်ချင်းတူဝတတ်တယ်ပြီလား။ ဒီပါမုံးကျုံကျော်လေးကကျိုးကလေးမှာမိုးလေးလေးကျွားနေချိန်ကျော်စားတာဆိုတော့ဒါကော်ဖီလေးနဲ့ပဲတောက်တောက်လဖိတ်နဲ့ပဲတောက်တောက်ပြီးရင်ရင်းနှွေးချမ်းလေးနဲ့ပဲတောက်တောက်ပေါ့နော်အရသာအရန်မိုက်တာပဲဒီလားကျိုးကတော့လဖိတ်ရည်ပိုင်းတိတ်မတောက်တဲ့လူဆိုတော့လေရင်းနှွေးချမ်းလေးနဲ့စားဖို့အတွက်ကြော်နေတာပေါ့နော်ตัวนี้โนเซ็งนี่อปัวผอกได้รู้สิงนี่ไซมาซ่าได้ปะมุจ้องจ่อตายไปดีล่ะ ။ကဲခုတော့ဖွယ်ပါမိုးကျုံကျော်လေး6ခုလုံးညသွားပါပြီ။ပါမိုးကျုံကျော်လေးတွေရပြီဆိုတော့ဖြိုးစပြီးတော့စပါတော့မယ်။ကဲနေလေးစားနေနဲ့ဖြိုးမှာပါမိုးကျုံကျော်လေးကျော်စားဖြစ်တာပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်ဒါလေးနှိုးစိန်လေးဖြစ်ဖြစ်နွားနို့လေးဖြစ်ရှိလို့ရှိရင်အပွားဖြူလိုက်ရင်ပိုစားကောင်းတာပေါ့နော်။ဖြိုးစီမှာမရှိဘူးဆိုတော့ဖြိုးမထည့်တော့ပါဘူး။တကြားလေးပဲဖြူလိုက်တယ်တိလား။ဖွဲဖူလေးအရင်ကျွေးမယ်။ဖွဲဖူလေးအရင်ကျွေးပါမယ်။စားကြပါအောင်ရှင်။ တော့စားရမယ်နော်ဟွန်းဟွန်းရောပဲကြောက်နေတယ်ငိုအေးလေးနဲ့အိမ်မှာရှိရဲ့ကြက်ဦးနဲ့ပတ်မုံနဲ့ပဲကြောစားလိုက်တာတဖဲမပြောတော့ရင်လွေးပူလေးနဲ့ပဲတောက်တော့မှာ လို့ရတာဗျာတောက်ကောင်းနေပါရင်တွေပုံမှန်ဆိုရင်လဖက်ရည်တို့ကော်ဖီတို့နဲ့တွဲဆိုင်လဲကောင်းတာပေါ့နော်ရင်တွေလေးနဲ့ပဲတောက်อืมဖိုင်နော်အဲ့မမ်းမိသားစုတော့ရှိရဲဆိုတော့6ချက်ပေါ့နော်တရားနှစ်ချက်စီစကေးနှုံနေပေါ့อืม ကောင်းလားရှယ်ရမ်းချိုးကြော်တဲ့ပုံစံကကြတော့ဟိုစီမြမြနဲ့မကြော်ဘဲနဲ့စီနေနေနဲ့ကြော်တော့လေอืมခလေးလူကြီးအတွက်လည်းတင့်တော်တာပေါ့နော်ခလေးဆိုကြိုက်ကြမသေးကြပဲသိလား ောရအောင်ခေါလိုက်လားမနက်စာ breakfast ပဲဖြစ်ဖြစ်နေ့လယ်တင်းစာအနေနဲ့ပဲဖြစ်ဖြစ်စားချင်တယ်ဆိုလို့ရှိရင်လိုက်ပြီးတော့လှုပ်စားကြည့်ကြအောင်နော်သူကအရန်အဆင်ပြေပါရဲ့ကဲဖြူရော blog ဒီမှာပဲရက်လိုက်ပါတော့မယ်နောက်တော့ကြာလို့ရှိရင်လည်းဖြူပိုင်ချက်ပြရောဘိုင်းစားပြအောင်လို့စမှုကြည့်ရှုပေးကြပါအောင်ရှင်တတား